ားလုံးမင်္ဂလာပါခင်ဗျာ HKK YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာမွန်မင်းရာဇာတဲ့နဲ့မင်းသမီးလေးတလမေတော်တို့ရဲ့ရင်းနှင်းဘွယ်ရာဆိုးရွားလာတဲ့ချက်ဇက်လန်းလေးတစ်ပုဒ်ကိုကျွန်တော် Channel လေးမှာတင်ဆက်ပေးခဲ့ပါပြီဒီနေ့မှာတော့ရာဇာတဲ့မင်းကြီးနဲ့မင်းသမီးလေးတလမေတော်တို့ရဲ့ရင်းနှင်းတဲချာတာဝူရဏလေးဖြစ်တဲ့တတော်ဘောလုံးချမ်းတော်ရဲ့အကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာငယ်ချစ်တွေဖြစ်ကြတဲ့ရာဇာသရစ်မင်းသားနဲ့တယ်လမီရောမင်းသမီးတို့ကိုခမဲတော်ဖြစ်တဲ့ဗညာဦးမင်းကြီးကလုံးဝတဘောမတူခဲ့ပါဘူးအဲ့ဒီလိုတဘောမတူတဲ့အတွက်ငယ်ရသူတွေရဲ့ထုံးစံအတိုင်းအချစ်ကိုရှည်ရမ်းတင်ပြီးခိုးပြေးကြပါတယ်ခိုးပြေးကြတဲ့အချိန်မှာလဲဗညာဦးမင်းကြီးအမျက်တော်ရှာခဲ့ပေမဲ့အကြီးတော်မဟာဒေဝီရဲ့လျှောက်ထားတောင်းပန်မှုနဲ့သူတို့နှစ်ဦးကိုလက်ထပ်ထိမ်းမြှားပေးခဲ့ပါတယ်သူတို့နှစ်ဦးဟာ တတော်လေးမွေးဘွားလာချိန်မှာတော့ညောင်မင်းကြီးအမျက်တော်ပြေခဲ့ပြီးအလွန်အင်မတန်ချစ်မြတ်နိုးလာတဲ့အတွက်သူကိုယ်တိုင်ပဲမြေဖြစ်သူကိုဘောလောချန်တော်လို့နာမည်ပေးခဲ့ပါတယ်ဘောလောချန်တော်လေးရဲ့ငယ်ဘဝဟာအဖေဖြစ်သူရာဇာတဲ့နဲ့အမေဖြစ်သူတလမေတော်တို့ရဲ့ချစ်ခင်ယူရမှုအဘဖြစ်သူပညာဦးဘယင်မင်းမြတ်ကြီးရဲ့အလိုလိုက်အကြိုက်ဆောင်ပင်းမှုတွေအောက်မှာအလွန်အင်မတန်မှာตาရချမ်းမြေပွဲရာကောင်းလွန်ခဲ့ပါတယ် ဒါပေမဲ့လည်းအဘဖြစ်သူပညာဦးမင်းကြီး နာမကျန်းဖြစ်နေချိန်မှာတော့နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အာဏာရှင်မှုတွေကြားမှာသူ့ဘဝလှိုင်းဟာလည်းကျန်းကျင်တိုင်းကျန်းရပါတော့တယ်ခင်ဗျာအဲ့ရတဲ့ဘုံဘုံလဲနေတဲ့ပညာဦးမင်းကြီးဟာနိုင်ငံရေးတွေကိုဘာတစ်ခုမှမစွမ်းဆောင်နိုင်တော့တဲ့အတွက်အရှိတော်မဟာဒေဝီကသာစီမံဆုံးဖြတ်နေခဲ့ရပါတယ်အရှိတော်မဟာဒေဝီနဲ့ရာဇာတဲ့မင်းသားတို့ဟာလည်း မတည့်မမြတ်ဖြစ်ခဲ့ကြပြီးတစ်ဖက်နဲ့တစ်ဖက်အင်အားပြိုင်နေကြပါတယ်။အကြီးတော်မဟာဒေဝီဟာရာဇာတဲ့မင်းသားရဲ့အသက်ကိုလှုပ်ကြံဖို့ထီအောင်စူးစမ်းလာခဲ့ပါတော့တယ်။နောက်ဆုံးမှာတော့ရာဇာတဲ့မင်းသားဟာဟန်တာဝရီထိနှံကိုပုံကန်ဖို့တကုံဘက်မှာဘုံခိုရင်လူသူအင်အားစုဆောင်းပါတော့တယ်။ကျဲနှကောင်ခတ်တဲ့ချားမှာလက်ကျဲကပဲခက်ခက်ချားထဲမှာနာကျင်ရတဲ့မြေစာပင်ဖြစ်ခဲ့ရလို့တွေကတော့ အပြစ်ကင်းလာတဲ့တလမီရောမင်းသမီးလေးနဲ့ဘာကိုမှမသိနားမလဲသေးတဲ့သားတော်ဘောလောကျန်တော်တို့ပါပဲ။နေယောက်ျားဖြစ်တဲ့အိမ်တော်ဦးစီးကပြစ်မှုတို့ထဲမှာအကြီးမားဆုံးပြစ်မှုဖြစ်တဲ့နိုင်ငံတော်ကိုပုံကံမှုနဲ့တင်းရှောင်နေခဲ့တယ်။အကြီးတော်မဟာဒေဝီရဲ့အာနာဆက်ဝန်းနေအောက်မှာနေထိုင်နေရတဲ့သူတို့ဘဝဟာအရာရာမလုံခြုံခဲ့ရပါဘူး။အိမ်တော်ဦးစီးမရှိတဲ့မိသားစုတစ်ခုမှာ ကြောက်ရောက်လာမဲ့အန္တရာယ်အမျိုးမျိုးကိုအားနွယ်လာတဲ့မိမသားတယောက်အနေနဲ့ဘယ်လိုကာကွယ်နိုင်မှာမလဲဒီကြားထဲမှာဖာခမဲတော်ဗညာဦးမင်းကြီးရဲ့ဟန်တာဝရီ ရုံတော်ကလင်းယောက်ျားကနိုင်ငံတော်ကိုပုံကန်ခဲ့တဲ့အမှုအတွက်ဇနီးတယောက်အနေနဲ့ခေါ်ယူစင်မေချင်းခံခဲ့ရပါလေတယ်တလမီတော်တို့တားမိနေရောဟန်တာဝရီနန်းတော်ထဲမှာမျက်စိတငယ်နားတငယ်နဲ့ကြည်လန့်စွာစားနေရခြင်းအတွင်းမှာပဲ တကုံမှာစစ်တင်အင်အားထူထောင်နေတဲ့ရာဇာတဲ့မင်းသားကတော့ငွေမနေဆိုတဲ့စီရမတယောက်ကိုမရအဖြစ်ကောက်ယူပေါင်းတင်လိုက်တာပါပဲရာဇာတဲ့မင်းသားမရငယ်ယူလိုက်ပြီဆိုတဲ့သတင်းကိုတလမီတော့ကြားတိလိုက်ရချိန်မှာတော့ဒါတော်လေးဘောလုံးချမ်းတော့ကိုရင်မာပိုက်လို့တိတ်တိတ်လေးငိုကျွေးနေုံတက်ဘာမှပူမတက်နိုင်ခဲ့ပါဘူးခမဲတော့ဗညာဦးမင်းကြီးနိုင်ရဆံပြီးချိန်မှာတော့နိုင်ငံရေးအပြောင်းလဲတွေနဲ့ ရှားသာတဲ့မင်းသားဟာဟန်တာဝရီထိနှက်ရဲ့တအူးဆံပိုင်းဘယင်မင်းမြတ်ကြီးဖြစ်လာခဲ့ပါတယ်။ရှားသာတဲ့မင်းသားဟာမင်းရဲ့ဂရစ်ဖြစ်လာခဲ့ပြီမြဲ။မြချင်းမယားတလမေရောထက်မယငယ်မွေမနှိတ်ကိုတာအချစ်ပိုခဲ့ပြီး အရာရာကိုအလိုလိုက်ကမိဖုရင်ကောင်ကြီးအဖြစ်ချင်းမြင့်မြှောက်စားခဲ့ပါတယ်။နောက်ဆုံးမှာတော့ရှားသာတဲ့မင်းကြီးရဲ့အပေကံဖြစ်ခဲ့ရတဲ့တလမေရောလေးဟာခါးသီးလာတဲ့နေ့ရက်တွေကိုကြော်ဖြတ်ဖို့ အင်းအားမရှိတော့ပဲအစိတ်တော့ပြီးကိုကိုကိုအဆုံးစီရင်သွားခဲ့ပါတော့တယ်ကြံရစ်ခဲ့ရတဲ့ဘောလုံးကြံတော်လေးဟာဆိုရင်တော့အမိမဲ့သားဖြစ်ခဲ့ရသလိုချစ်ခင်ယူရပေးမဲ့အဘိုးဖြစ်သူကလည်းမရှိတော့ရှိနေတဲ့အဖေဘယင်မင်းမြတ်ကြီးကလည်းတားရယ်လို့မှသတိမရပဲဘဝကိုညှိုးငယ်စွာနဲ့ပဲ ဖြတ်တန်းလာခဲ့ရပါတော့တယ်ဘောလုံးကျန်တော်လေးမင်းပြိုမင်းလင်အရေရောက်လာတဲ့အခါမှာတော့ စင်မြင်လက်နက်တွေနဲ့လက်ကျက်နေတာကိုရာဇာတဲ့မင်းကြီးသိတဲ့အခါအရွယ်တောင်မှမရောက်သေးဘူးစင်မြင်တွေနဲ့စည်ရည်လက်ကျက်နေပြီအရွယ်ရောက်လာရင်တော့ငါစည်းစိမ်ကိုလူလိုက်မယ်လို့တွေးပြီးတားတော်အရင်ဖြစ်တဲ့ဘောလုံးကျန်းတော်ကိုတက်စီခဲ့ပါတယ်ဘောလုံးကျန်းတော်လေးဟာလူတဓမ္မရဲ့လက်ထဲကို ရောက်တဲ့အခါမှာတော့လူတဓမ္မကို ခွင်တောင်းပြီးရွှေမော်တော်ဖះမှာသုံးရက်တိုင်တိုင်အပြိဓမ္မာတရားကိုနာယူပြီး ခြေချင်းလက်ကောက်ဘရက်နှောင်းတွေချွတ်လို့ပူဇော်ပြီးစုတောင်းခဲ့ပါတယ်။ငါဟာမင်းသားတွေတင်ယူတက်မြောက်ရမယ်။စင်စည်းမြင်းစည်းစည်ရေးအသက်ကိုတက်အပ်ပေးတယ်ဆိုပြီးတင်ယူခဲ့ပါတယ်။ခမဲတော်အပေါ်မှာမသိမလျော်ရာကို အနှဲငယ်မြမကြံစီမိပါ။ကြံမိခဲ့တယ်ဆိုရင်ငရဲကြပြီးနောက်မွင့်လာမဲ့ဖျားရှင်တွေကို မဖူးမြော်ရတဲ့လူဖြစ်စေတော့ မကြံမိခဲ့ဘူးဆိုရင်နောက်ဘဝမှာအင်းဝဘယင်ရဲ့သားတော်ဖြစ်ပြီးဖခမဲတော်ရာဇာတဲ့နဲ့စီဂျင်တိုစစ်ခင်းနိုင်တဲ့သူဖြစ်ရစေတော့လို့အထိတ်ထံပြုပြီးအစိတ်တော့ကအနှိမ့်ဆရောက်ရပါတော့တယ်အဲ့ဒီစူတောင်းတွေကို ရာဇာတဲ့မင်းကြီးကြားနေတဲ့အခါစူတောင်းကြီးလာလေတယ်ဆိုပြီးဖြေမော်တော်ဖျားကြီးကိုပဲ ကိုလုံးတော်ပြည့်ရွှေချပြီးဤကဲ့သို့လှူဒန်းရသော အကျိုးအားကြောင့် ဖြစ်လေရာဘဝမှာရန်သူကြံ၍မဖြစ်နိုင်စေသည်ဟုဆုတောင်းခဲ့ပါတယ်။ဘောလောကျန်တော်ဆုတောင်းခဲ့တဲ့အတိုင်းအင်းဝဘရင်မင်းခေါင်ရဲ့မိဖုရားရှင်မင်းတော်ရဲ့ဝမ်းတွင်းမှာပရိတန်တွေနေခဲ့ရပါတယ်။ရှင်မင်းတော်ဟာပရိတန်တွေဆွဲကပ်နေချိန်မှာပဲအဘာချင်းချင်းတွေ ဖြစ်လာခဲ့ပါတယ်။အဲ့ဒီချင်းချင်းတွေကတော့မောင်မြင့်ရဲ့တလားမြို့မှာရှိတဲ့တရတီမုဒ္ဒမမြို့မှာရှိတဲ့မြေတင်းကွန်ဆလိုင်းရေတို့ကို စားကျင်တော့ချင်တဲ့အာတာစန္ဒပြင်းပြင်းပြပြဖြစ်လာခဲ့ပါတယ်။အင်းဝဘယင်မင်းမြတ်ကြီးကလည်းချစ်မိဖုရားရဲ့စန္ဒကို ဖြည့်ဆည်းပေးဖို့လက်ဆောင်ပန္နာတွေကိုစီရင်ပြီးမူကြီးမတ်ကြီးတွေကိုမွန်ပြည်ကိုဆေလွတ်ကာတောင်းစီခဲ့ပါတယ်။ရာဇာတဲ့မင်းကြီးကလည်းအင်းဝဘက်ကတောင်းဆိုလာတဲ့အရာတွေကြောင့်အာတော်ဘောလောကျန်တော်ရဲ့မတေခင်စုတောင်းကိုတရိယာသွားပြီးဒလမြုံမှာရှိတဲ့တရက်တီးကို အခက်အရက်မပြတ်စေပဲစေးစိန်ပြီးပေးစေခဲ့ပါတယ်။မုဒ္ဓမမြင်တဲ့ပွန်စလိုင်းရေတို့ကိုလည်းအစ်စ်ကိုမပေးစေပဲမတန်သောမြင်နဲ့မတန်တဲ့ရေတွေကိုသာလှည့်ဖြားပြီးပေးစေခဲ့ပါတယ်။အဲ့ဒီမတန်စင်တဲ့တည့်ရက်မြင်ရေတွေကိုစားပေါက်ပြီးနောက်မှာတော့ရှင်မင်းနောက်ဟာသားတော်မင်းရဲ့ကြော်စွာကိုမွေးဖွားခဲ့ပါတယ်။မင်းရဲ့ကြော်စွာငယ်စဉ်ကငုံနေရင်တောင်ဘလို့မှချော့လို့မရပဲ။ လူလေးကြီးလာရင်စစ်တပ်ကြီးကိုဥဆောင်ပြီးဟန်တော်တွေကိုတိုက်ခိုက်စေမယ်လို့ချော့မှာအငုတ်သိပ်ပါတဲ့မင်းရဲ့ကြော်စွာဟာငယ်စဉ်အရွယ်ကပင်စစ်ရေးကိုစိတ်ဝင်စားပြီးအရွယ်နဲ့မလိုက်အောင်ပဲစစ်ရေးကိုကျွမ်းကျင်ခဲ့ပါတယ်မင်းရဲ့ကြော်စွာရဲ့ပထမဆုံးအောင်ပွဲကတော့တက္ကသိုလ်962ခုနှစ်မှာရခိုင်ပြည်ထွားရာကြီးဟာမြမပိုင်နယ်တွေဖြစ်တဲ့စောနဲ့လောင်းရှည်မြို့တွေကိုထိပါလာခဲ့ပါတယ် ဘရင်မင်းခေါင်ကလည်းစစ်တုံးနဲ့အရွယ်တော်ရှိသေးတဲ့တားတော်မင်းရဲ့ကြော်စွာကိုဘုံမူးခံပြီးတက်ဆဲတက်နဲ့ရခိုင်ကိုခြေစေခဲ့ပါတယ်။ရခိုင်ဘရင်ကလည်းစစ်တီအများအပြားနဲ့နနွင်းတောင်ကနေကြိုပြီးစစ်ခံပါတယ်။မင်းရဲ့ကြော်စွာကလည်းသူ့စစ်ကအင်အားများတယ်။ငါတို့စစ်ကအင်အားနည်းတယ်။ငါတို့စစ်တပ်ကိုတုံးစုခွဲပြီးတိုက်မှ သူပြက်လွယ်လိမ့်မယ်လို့မိတ်ဆိုပြီး လက်ဝဲလက်ရသုံးတက်စင်းနဲ့အလဲလေးတက်ကိုမင်းရဲ့ကျော်စွာကိုယ်တိုင်ဥဆောင်ပြီးရဲမြတ်စွာအစဉ်ကိုစီးကာအလဲကိုထွင်းပြီးရွရွချွန်ချွန်လိုက်ခိုက်ပါတော့တယ်။တခိုင်ပရင်လဲမခံနိုင်တော့တဲ့အစုံသူ့စင်ပေါ်ကနေမြင်းကိုပြောင်းစီးကာမြင်းတက်နဲ့ခံလိုက်တဲ့အခါမှာတော့အင်းဝမြင်းတက်ကဝိုင်းပြီးတိုက်ခတ်ရာရခိုင်ပရင်ကြာဆုံးခဲ့ရပါတယ်။မင်းရဲ့ကျော်စွာလဲ ရခိုင်မြို့ကိုတင်ပြီးမြို့ဆောင်ထားခဲ့က အင်းဝကိုပြန်လာခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲကတော့တဖက်ရန်သူဗျံကြာဆုံးပြီး73နှစ်သာရှည်သေးတဲ့မင်းရဲကျော်စွာရဲ့ပထမဆုံးအောင်ပွဲဖြစ်ပါတယ်ခင်ဗျာ။တက္ကရာ968ခုနှစ်မှာတော့ဘရင်မင်းခေါင်ဟာအတော်မင်းရဲကျော်စွာကိုပခန့်တရဖျားကြီးရဲ့တမီစောမင်းလှနဲ့ဆုံးဖက်တော်မူပြီးအိမ်ရှိအရာအနှင်းခဲ့ပါတယ်။ တက်ကြဲ982ခုနှစ်မှာတော့တက်တော်20ရှိပြီးဖြစ်တဲ့မင်းရဲ့ကျော်စွာဟာဖခင်ဘရင်မင်းခေါင်ထံမှာခွင့်တောင်းပြီးစင်မြင့်ဘုရားအများနဲ့ဟန်တာဝရီကိုစစ်ချီခဲ့ပါတယ်။မြောင်းမြပသိန်းခဲပေါင်မြို့တွေကိုလှုပ်ကြံခဲ့ပေမဲ့အစီရင်ကောင်းပြီးမအောင်မြင်တဲ့အတွက်မလှုပ်ကြံတော့ပဲအထက်ကိုစံတက်ကတန်ရွဲကိုတိုက်ခိုက်အောင်မြင်ပြီးအင်းဝကိုပြန်လာခဲ့ပါတယ်။ ခမဲတော်ဘယံမင်းခေါင်လည်းလွန်စွာအားရနှစ်သက်တော်မူပြီးဆုတော်လက်တော်များကိုချီးမြှင့်မြှောက်ဆားခဲ့ပါတယ်။နောက်တစ်ချိန်မင်းရဲ့ကျော်စွာရဲ့အောင်ပွဲကတော့တက္ကရာ984ခုနှစ်မှာပဲဖြစ်ပါတယ်။တယ်နီဆော်ဘွားဟာစစ်ရင်အားအလုံးရင်းနဲ့အင်းဝကိုစစ်ချီလာခဲ့ပါတယ်။ဘယံမင်းခေါင်လည်းသာတော်မင်းရဲ့ကျော်စွာကိုဗိုလ်မှူးခံပြီးစစ်ခံစေခဲ့ပါတယ်။ ဒိန်နီဆော်ဘွားနဲ့မင်းရဲ့ကြော်စွာတို့မြင့်တက်ခြင်းတိုက်ခိုက်ကြတဲ့အခါဒိန်နီဆော်ဘွားရဲ့မြင့်တက်ပြက်ခဲ့ရပါတယ်ဒိန်နီဆော်ဘွားလည်းမြင့်တက်ပြက်ပြီးဆင်နဲ့တိုက်ခိုက်တဲ့အခါမင်းရဲ့ကြော်စွာလည်းဆင်တော်ငချစ်ခိုင်ကိုစီးပြီးတိုက်ခိုက်ကြတဲ့အခါမှာတော့ဒိန်နီဆော်ဘွားကွယ်လွန်အနှိမ့်စာရောက်ပြီးချမ်းစစ်သည်တွေလည်းတက်ပြက်ပြီးထွက်ပြေးကြရပါတော့တယ်မင်းရဲ့ကြော်စွာရဲ့တက်တွေကလည်းဒိန်နီအထိလိုက်ပြီး တင်းကြီးမြို့ကိုအကြိမ်ကြိမ်လှုပ်ကြံခဲ့ပြီးမဲမအောင်မြင်ခဲ့ပါဘူး။ငါးလခန့်ကြာမြင့်လာတဲ့အခါမှာတော့ရှမ်းတွေအကူအညီတောင်းတဲ့အတွက်တရုတ်စစ်တီတွေစစ်ကူလာတဲ့အခါမင်းရဲ့ကြော်စွာကဖြတ်တိုက်ပြီးလူလူစင်မြင်သုံးမှန်းအများအပြားကိုဖမ်းဆီးရမိခဲ့ပါတယ်။အဲဒီလိုမင်းရဲ့ကြော်စွာတင်းကြီးကိုစစ်ချီနေတဲ့တွင်မွန်မင်းရာဇာတရက်ကြားသိတဲ့အခါမှာတော့ဤမြို့ကိုစစ်ချီလာပြီးဤမြို့ကိုဝန်းရံတိုက်ခိုက်ပါတော့တယ်။ အချိန်ချင်းတိုက်ခိုက်ပေးမယ်ပြည်မျိုးကိုမအောင်မြင်နိုင်ပဲရှိရာတလားခန့်ကြာတဲ့အခါမှာတော့ရေးမျိုးကိုယူရီးယားတွေတိုက်လာတဲ့အတွက်သားတော်ကိုပြည်မျိုးကိုဝန်းရံစေပြီးရာဇာတဲ့မင်းကြီးဟာမုဒ္ဓမကိုစစ်ချီလာခဲ့ပါတော့တယ်မင်းရဲ့ကျော်စွာတဲနီကနေအင်းဝကို ပြန်ရောက်လာတဲ့အခါမှာတော့ဘရင်မင်းခေါင်ကရေဆောင်မင်းရဲ့ကျော်စွာက ကြီးဆောင်တဲ့ပြည်ကိုစစ်ချီပါတော့တယ်ရာဇာတဲ့လည်း ်ဤကိုစစ်ကြည့်လာခဲ့ပြန်ပါတယ်။အင်းဝါဓာတွေနဲ့ဟန်တာဝရီဓာတွေအပြင်းအထန်တိုက်ခိုက်ကြတဲ့ပြည်တိုက်ပွဲမှာတော့ဟန်တာဝရီဓာတွေအကြရှုံးများခဲ့ရပြီးမွန်တူရဲကောင်း၎င်းအိမ်လဲမင်းရဲ့ကျော်စွာရဲ့ဥပဒေမြင့်နဲ့တွဲဆောင်တိုက်ခိုက်ခံရတဲ့အတွက်လက်နက်သေးပြီးကွယ်လွန်အနေဆာရောက်ခဲ့ရပါတယ်။ဟန်တာဝရီဘရင်ရာဇာတဲ့လဲစစ်တီအင်အားလျှော်နေလာတဲ့အတွက်တပ်ကိုအပြင်းပြန်ဆုတ်ရပါတော့တယ်။မင်းရဲ့ကျော်စွာလဲ နောက်ကနေအပြင်းလိုက်ပြီးတိုက်ခိုက်ရာတန်လင်းကိုရရှိခဲ့ပြီးပသိမ်မြောင်းမြခဲပေါင်မြို့တွေကရရှိလာတဲ့တုံမန်းတွေကိုအင်းဝကိုပို့ရပါတယ်။အင်းဝမှာတဲနီကရှမ်းစစ်တီတွေရောက်နေတယ်ဆိုတဲ့သတင်းကြားရတဲ့အခါမှာမင်းရဲ့ကြော်စွာလဲစစ်တပ်ကိုရုတ်သိမ်းပြီးအင်းဝကို ပြန်လာခဲ့ရပါတယ်။မော်တုံမော်ကယ်စားရှမ်းတွေဟာအင်းဝနိုင်ငံတော်ပိုင်နဲ့ဖြစ်တဲ့မြေရုမျိုးကိုထိပါနေတာဖြစ်တဲ့အတွက် တက်ကြွ985ခုနှစ်မှာမင်းရဲ့ကြော်စွာခြေတိုက်တိုက်ခိုက်ကအောင်မြင်လာခဲ့ပါတယ်။တက်ကြွ986ခုနှစ်မှာတော့အရှင်ဘုရားတွေကမပြည့်ဝရတဲ့တောင်းစုတွေကိုဖြည့်ဆည်းဖို့အတွက်ဟာမာဝရီကိုစစ်ချီခဲ့ပြန်ပါတယ်။ခဲပေါင်မျိုးကိုတတများအတတ်ဆော့ကတိုက်ခိုက်စေခဲ့ပြီးရိတ်ခါမလောက်ငှတဲ့အတွက်မင်းရဲ့ကြော်စွာဟာအင်းဝကိုခိတ္တပြန်သွားပြီးတလအတွင်းမှာပဲပြန်ရောက်လာခဲ့ပါတယ်။ ကြီးတဲ့ရည်တဲ့နှစ်ဖက်ညက်ပြီးတိုက်ခိုက်ခဲ့ပြီမယ်။ခဲပေါင်းမျိုးစားဖြစ်တဲ့အမတ်ရဲတင်းရင်ကအစီအမံကောင်းမွန်တဲ့အတွက်၅ရက်တိုင်တိုင်တိုက်ခိုက်ပြီမယ်။မအောင်မြင်ခဲ့ပါဘူး။အမတ်တွေနဲ့တိုင်ပင်ကြတဲ့အခါငဝံဝအရက်ကိုခိတ္တတက်ဆုပ်တင်းကြောင်းခဲပေါင်းသားတို့မင်းရော့နေမှရုတ်တရက်တိုက်တဲ့အကြောင်းရှောက်တင်ကြတဲ့အခါမင်းရဲ့ကြောစွာသဘောတူပြီးငဝံဝကိုတက်ဆုပ်ရန်ပြင်ဆင်ခဲ့ပါတယ်။ အဲ့ဒီအကြောင်းကိုရဲတရံကြားသိတဲ့အခါမြို့ရိုးထက်ကနေဟဲ့အင်းဝမင်းသားငယ်ငါတို့မြို့ကိုငါရဲ့အတန်တိုင်းလောက်ကြံတာမရပဲပြန်ရရှာလိမ့်ပြီနောက်တစ်ခါလာရင်တော့နင်ကောင်းကိုတမိန်တုံးနဲ့စောင့်မယ်အခုလဲတမိန်နဲ့ရက်ခတ်ပြီးထုတ်လိုက်မယ်တွားစံတွားစံဆိုပြီးလောင်ပြောင်ပါတယ်ခဲပေါင်းသားတွေကလည်းမြို့ထိပ်ကနေပြီးတချို့ကတမိန်နဲ့ရက်ခတ်ကြ တချို့ကသကောတီးပြကြတချို့ကလည်းပြားတွေကျဲပတ်ကြပြီးမင်းရဲ့ကြော်စာရဲ့အတက်တွေကိုလှောင်မြောင်ပြက်ရဲပြူကြပါတယ်အဲဒီလိုလှောင်မြောင်တဲ့အတန်တွေကိုကြားရတဲ့မင်းရဲ့ကြော်စာဟာတက်ဆုပ်ဖို့ပြင်ဆင်နေတဲ့စီတော်ရင်စင်မရင်နာဘော်ကနေဆင်းပြီးတိုက်စင်တော်ငချက်ခိုင်ဘော်ကို ခုံတက်ခဲ့ပါတယ်စစ်ကဲဖြစ်တဲ့စတုရင်ကကိုခေါ်ပြီးနင်းကမြို့ကိုမတက်တဲ့လူစင်ဘော်ကဆင်းနေတယ် နောက်ပြန်ပြေးလာတဲ့လူတွေကိုခုတ်သက်ခြေစမ်းဟုပြောပြီးတပ်ပေါင်းစုံရနဲ့ခဲပေါင်မျိုးကို ပြန်တိုက်ပါတော့တယ်။အင်းဝတ်သက်တို့အတေအလဲတိုက်ခိုက်ကြတဲ့အခါမှာတော့တနအီခန့်အကြာမှာပဲခဲပေါင်မျိုးကိုရခဲ့ပါတယ်။အချောင်မိခဲ့တဲ့ခဲပေါင်မျိုးသားရဲတင်ရန်လဲအင်းဝါလားရဲ့လှန့်ချက်တွေရှားမှာမချစ်မဆန်အသက်ပြောက်ရပါတော့တယ်။မင်းရဲ့ကျော်စာရဲ့လက်ထဲမှာခဲပေါင်မျိုးပျက်စီးခဲ့ရကြောင်းရာဇာတရစ်ကြားသိရတဲ့အခါ စိတ်နှလုံးမတမယာဖြစ်ခဲ့ရပြီးသာတော်ပညာဓမ္မရာဇာနဲ့ပညာပတိန်တို့ကိုစင်မြင်ရဲလွေတွေပေးပြီးတန်ကိုကအရက်မှာခံစစ်ပြုပြီးနေစေခဲ့ပါတယ်။အင်းဝဟန်သာဝတိစေဦးမှာလည်းမွန်းတို့အချင်းချင်းကြာရှုံးခဲ့ရသလိုရာဇာတဲ့မင်းကြီးမှာလည်းဇာတာတော်မတန်းဟုဆိုကာမုဒ္ဓမဘတ်တို့တင်းရှောင်နေရပါတယ်။အင်းဝတက်တယ်လေတန်ကိုကအရက်ကိုဆက်လက်ပြီးစစ်ချီကြပါတယ်။ ကြည်သက်မှာမင်းရဲ့ကျော်စွာက UCB ကမ်းပေါ်ရှိခန်းသက်မျိုးတွေကို အပြင်းထန်တိုက်ခိုက်ပါတယ်။ခြေသက်မှာလည်းစလင်းစားနော်ရထားကြီးမှုပြီးတန်းလိုက်မြင့်အတိုင်းကြီးလာပါတယ်ကြီးလာပါတယ်။စလင်းစားလည်းရဲလေကိုစီးပြီးတန်းလိုက်မြင့်အတွင်းမှာမွန်နေစိုက်ထားတဲ့တိုင်တွေကိုနှုတ်နေတဲ့အချိန်မှာမွန်ဒီရဲကောင်းတမိန်ဗရန်းနဲ့ရုပ်တရက်ရင်ဆိုင်မိပါတော့တယ်။တမိန်ဗရန်းလိုမွန်လူရဲကောင်းတယောက်ကိုအရှင်ရရအသေးရရ ဖမ်းမိခဲ့ရင်သူ့အတွက်ဂုံးတတ်မှာဖြစ်တဲ့အတွက်ဝမ်သာအားရနေပဲတမိန်ပရန်းကိုဥတည်ပြီးတိုက်ခိုက်ပါတော့တယ်တမိန်ပရန်းလည်းသူ့ရဲ့ရဲလေးပေါ်မှာပါတဲ့တပ်သားတွေနဲ့စလင်းစားကိုပြန်လဲခုခံခဲ့ပါတယ်တမိန်ပရန်းနဲ့စလင်းစားတို့လေစည်းချင်းရှင်နေစဉ်မှာအင်းဝဘက်ကတရေစီတူပါဝင်ရောက်ပြီးတမိန်ပရန်းရဲ့လှေနဘဲကိုသူ့ရဲ့လှေထိန်နဲ့တဲ့တဲ့ချင်းပြီးဝင်ဆောင်ကတိုက်ပွဲထဲဝင်လာခဲ့ပါတယ်တမိန်ပရန်းဟာ အင်းဝလေးနှစ်ကိုအတဲအတန်ခုခံနေရပါတော့တယ်အဲ့ဒီအချိန်ကိုမော်မှာမင်းရဲ့ကြော်စွာနဲ့တိုက်ပွဲဖြစ်နေတယ်ဗညာဓမ္မရာဇာနဲ့ဗညာပရိန်တို့ကတမိန်ပရန်အတွက်စိုးရင်ပြီးတမိန်ပရန်ကိုကူကြပါတော့လားကူကြပါတော့ဟာလို့မြစ်ထဲမှာရှိနေတဲ့ဟန်တာဝရီလှေတော်သားတွေကိုအတန်ကုန်ခစ်ပြီးပြောကြပေမဲ့တိုက်ပွဲအနာကိုဘယ်သူမှမကတ်ရဲပဲအဝေးကတာပွဲကြည့်တယ်လို့ကြည်နေကြပါတော့တယ်။မင်းရဲ့ကြော်စွာကလည်းကုန်းပေါ်မှာတိုက်ခိုက်နေတော့ ရေထဲကအုံအုံကြက်ကြက်အတန်တွေကြားရလို့စုံစမ်းကြည့်တဲ့အခါတမင်ပန်းကိုတိုက်ခိုက်နေတဲ့အကြောင်းကြားတာနဲ့ချက်ချင်းပဲစင်တော်ငချစ်ခိုင်ဘော်ကဆင်းပြီးမြေအတွင်းမှာရေချောင်းနဲ့တိုက်ပွဲဝင်ရန်အတွက်ရှင်မွန်လို့ခေါ်တဲ့ဖေကိုစီးပြီးတမင်ပန်းထံအပြင်းချီပါတော့တယ်တမင်ပန်းလည်းအကုံထိုးခုတ်တိုက်ခိုက်နေရင်းကမင်းရဲ့ကြော်စွာလာပြီလို့ကြားတာနဲ့နောက်ဆုတ်ကကမ်းမော်ကိုပြေးတက်ပြီးစင်တော်ဗကမတ်ကိုစီးကာ အပြည့်နဲ့မာတော့တယ်မင်းရဲ့ကြောစွာလဲကုန်းပေါ်တက်ပြီးမြင်းနဲ့ပဲတမိန်ပန်းနောက်ကိုအမိလိုက်ပါတော့တယ်တမိန်ပန်းကိုအင်းကြီးတစ်ခုနားမှာမှီခဲ့ပြီမဲ့စင်တော်ဗကမတ်မှာအမုံယိုနေတဲ့အတွက်အင်းဝမြင်းနေတော်များမှာအနာမကက်ရဲပဲအဝေးကနေဝိုင်းပတ်ပြီးလှန်တို့လှန်ရှည်တွေနဲ့တာပြစ်ခတ်တိုက်ခိုက်ကြရပါတယ်တမိန်ပန်းဟာစင်မောင်ကနေလှန်ချက်တွေကိုခုခံခဲ့ပြီမဲ့စင်ဦးစီးကလှန်ထိပ်ပြီးကြာသွားခဲ့တယ်လို့ စင်တော်ပကမတ်မှာလည်းလှန့်ချက်အများအပြားထိထားတဲ့အတွက်နောက်ကိုအစုံမှာကျင်းတစ်ခုတည်းကိုချေချော်ကြတဲ့အခါသမိန်ပရန်းလည်းဟန်ချက်ပြက်ပြီးစင်ဘော်ကပြုတ်ကြပါတော့တယ်။စင်ဘော်ကပြုတ်ကြလာတဲ့သမိန်ပရန်းကိုအင်းဝတ်တသားတွေကဓာလန်တွေနဲ့ရွေပြီးဒလကျန်းဝင်ခုံးမိဟုပြင်ကြပေမဲ့မင်းရဲ့ကြော်စွာကဟေးဟေးဒီလူကိုမသေးစင်နဲ့ဆိုပြီးမွန်လူရဲကောင်းသမိန်ပရန်းကို အစဉ်ဖမ်းယူနိုင်ခဲ့ပါတော့တယ်။တန်ကိုးဝါကိုအောင်မြင်ပြီးတဲ့နောက်မှာတော့တမိန်ပန်းကိုအဆောင်ချက်ထူရက်စွာနဲ့အင်းဝါကိုပို့ဆောင်ခဲ့ပါတယ်။မင်းရဲ့ကြော်စွာလဲဒလမှာတက်ချပြီးဟန်တာဝရီကိုအပြစ်တက်တိုက်ခိုက်ရန်စစ်တပ်ပြင်ဆင်ပါတော့တယ်။ပြည်မျိုးတိုက်ပွဲမှာတော့ကအင်းဝတ်တက်တွေတိုက်လေတိုင်းမွန်နေဘက်မှာဥပကောင်ဆိုတဲ့လူတယောက်ဟာစင်းနေစီးပြီးခုခံလိုက်မြင်းနဲ့စီးပြီးတော့ခုခံလိုက်ချေလင်ခုခံလိုက်နဲ့အင်းဝတ်တက်သားတွေ သုံးမောက်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။အဲ့ဒီလိုလှည့်မြန်တန်ဆွမ်းပြီးစင်စည်းမြင်းစည်းကျင်လည်လာတဲ့ဥပကောင်ဆိုတဲ့လူကိုအလွန်နှစ်သက်တဘောကြပြီးကြည့်လို့မြင်လို့တဲ့အတွက်လူလွတ်ပြီးစာစီလိုက်ပါတယ်။ဟန်တာဝရီဘက်ကလည်းဥပကောင်းကိုတွားခွင့်ပြုလိုက်ပြီးမင်းရဲ့ကြော်စွာရှေ့ကိုရောက်ရှိလာတဲ့အခါမှာတော့မင်းရဲ့ကိုလုံးကိုပေါင်းနဲ့ဟန်မန်ကိုငါပြင်ရတဲ့အခါကြော်ကြားတာနဲ့ညင်ညွတ်လာပါတယ်လို့ဆိုလိုက်ပါတယ်။ဥပကောင်းကလည်း အရှင်းပါတော့ဒီလိုအချင်းချင်းချင်းမနေတာနဲ့ဆိုင်ရင်ပေတစင်းချင်းဖြစ်စီမြင်းတစင်းချင်းဖြစ်စီလူတယောက်ချင်းဖြစ်စီကျွန်တော်ရဲ့တက်တီကိုပြရမှာတာပြီးတည်တော်မူပါလိမ့်မယ်အရှင်းသာအိုးဥပါကောင်တင့်ကိုငါတွေ့ခြင်းမြင်ခြင်းလို့တာငါခေါ်ခြင်းဖြစ်သည်တင်းနဲ့ရှင်ပြိုင်ဖို့ငါမှတွေ့ရကောင်းမရှားပါဘူးတင်းတို့ကိုတယောက်ချင်းတိုက်စီခဲ့ရင်ဘာကြည့်တော့ရာဇာတရမင်းကြီးကဥပယ်ပြုပြီးခေါ်တယ်လို့ဆိုပါလိမ့်မယ်ဥပါကောင်တင်းငါကြွန်ခံရင်ဤစားပြန်ချင်တဲ့အတူ ငါချင်းမြောက်တော်မူမယ်အရှင်သာအကျွန်ုပ်ဟာဘာကြီးတော်ရဲ့ကျွန်ဖြစ်ပါလေညီမတို့ထံမှနေခွင့်မရှိပါဟုတ်ပါပြီဥပါကောင်ဘာကြီးတော်နဲ့ငါစစ်တွေ့ရမှာအများကြီးရှိနေတယ်လက်လွန်ချေလွန်ဖြစ်သွားရင်တော့မတတ်နိုင် အရှင်မိခင်ရင်တော့မတည်စေရပါဘူးဘာကြီးတော်ဟာသူရဲ့ကောင်းဖြစ်ပါတယ်အရှင်သာစစ်ပွဲမှာအရှင်မရနိုင်ပါဘူးဟုဥပါကောင်ပြန်လဲရှောက်တင်တဲ့အခါမှာတော့မင်းရဲ့ကြော်စွာပြုံးတော်မူပြီးစုတော်လက်တော်များစွာကို ေးသနားတော်မူလိုက်ပါတယ်။မင်းရဲ့ကြော်စွာလဲတိုက်ပွဲကိုအပြည့်အဝတိုက်ခိုက်ရန်အတွက်ရာဇာတဲ့မင်းကြီးကိုဤသို့စာစီလိုက်ပါတော့တယ်။ချစ်ကြီးလေးမျက်စွာကြားရောက်အပ်ပါသည်ဘာကြီးတော်။ဘာကြီးတော်မုဒ္ဓမာတို့မြည်သည်ဟုကြားပါသည်။ယခုပြန်လာပြီဖြစ်ပြီ။ငါ့ဤအလိုအတိုင်းစင်စည်းခြင်းတိုက်ရတော်မူထင်ပါသည်။ဘာကြီးတော်ဒီတက်လဲမတက်ဝင် စင်းလဲမစင်းကိုစစ်ကိုကြောက်ဟန်ရှိပါတယ်။ငါကိုဘကိုးတိုင်အောင်တက်လာခဲ့ပါဆိုရင်လဲငါတက်လာမည်။ဘာကြီးတော့လာရင်လဲငါကြိုနဲ့ပါမည်။ဘာကြီးတော့လာရင်လဲငါကြိုနဲ့ပါမည်ဟုစဆီလိုက်ပါတယ်။ဂျာဇာတဲ့မင်းကြီးကလည်းသူ့တော့ငါပင်တလားတို့ချီခဲ့မည်။ငါကိုခုခံရန်သာပြင်ဆင်တော်ဟု စကားပြန်လိုက်ပါတယ်။ဂျာဇာတဲ့မင်းကြီးကလည်းစကားမှားလိုက်တဲ့အတိုင်းစစ်တီဘိုးပါများစွာနဲ့အတူ တလကိုစစ်ချီလာပါတော့တယ်။ဗေဒင်ပညာရှိတို့ဟောပြောတဲ့အတိုင်းတက်ကရ898ခုနဲ့တကူလာဇန်၄ရက်ဘိုရဟူးနေမှာစင်မြင်းဘိုပါမူကြီးမကြီးတွေနဲ့ကြည်ကျစွာစစ်အင်္ဂါခင်းချင်းပြီးမင်းကြီးကိုယ်တိုင်ရန်ဆိုတဲ့စင်ကိုစီးပြီးရွှေပလားနဲ့စင်ဦးကင်းထက်မှာဤတို့အဋိဌာန်တော်မူခဲ့ပါတယ်။အိုးတာရဏဆောင်နဲ့မြဤတိုင်းနိုင်ငံဒီခမဲတော်စင်ဖြူတခင်နိုင်ငံတော်ဖြစ်သည် ခမဲတော်နဲ့မင်းရဲ့ကြော်စွာကြီးအဘိုးတို့လည်းတန်လယ်မှာတစ္ဆာပြူပြီးအေးတော်ပြေးခဲ့ပါတယ်။မင်းရဲ့ကြော်စွာဘနဲ့ငါသည်လည်းဤရွှေဆန်တော်တွင်တစ္ဆာပြူခဲ့ကြသည်။ဒီအတိုင်းမှန်ပါလင်ဒီစစ်ကိုငါအောင်၍မင်းရဲ့ကြော်စွာကိုငါရစေတော်။ဒီအတိုင်းမှန်မှန်ခဲ့ပါလင်ငါရှုံးပါစေတော်ဟုနှဲ့ရည်တွန်းတော်မူပါတယ်။အင်းဝဘက်မှာတော့မင်းရဲ့ကြော်စွာဟာဘုံမင်းတမင်းစစ်ကဲတွေက တိုင်းတိုင်းမင်မင်နဲ့သတိဝိရိယကြီးစွာပြုတ်ရတဲ့အကြောင်းရှောက်ထားကြတာကိုအရေးတယူမလို့ပဲမူးမက်အချို့နဲ့ပျော်ပါတောက်စားနေပါတယ်။ယာသာတဲ့မင်းကြီးကလည်းနှက်ရည်သွန်းမိတာနဲ့အမတ်တွေကိုမင်းရဲ့ကြောစွာ အမျက်ထွက်ပြီးတက်ကထွက်လိုက်လာအောင်စစ်မြူကြီးဟုဆေလွတ်လိုက်ပါတယ်။ အမတ်ဒိန်နဲ့စင်ငါးစီးလူ800ခန်းလောက်နဲ့မင်းရဲ့ကျော်စွာတက်အနီးလာရောက်ကနေရပြင်စင် အကွက်ချဟန်ပြုတ်နေပါတယ်။မင်းရဲ့ကျော်စွာရဲ့တက်တွေကမေးတဲ့အခါဂျာစာတရက်ကမင်းရဲ့ကျော်စွာရဲ့တက်တွေကိုဝဲရံရံနေရပြင်စင်ရမည်ဟုမိတ်တော်မူတဲ့အတွက်ထိုကဲ့သို့ပြင်စင်ရန်ရောက်လာကြောင်းပြန်ပြောခဲ့ပါတယ်။အဲ့ဒီအခါမင်းရဲ့ကျော်စွာကမွန်နီကိုလှုပ်ကြံဖို့ငါတို့လာခဲ့တာ။ယခုတော့ငါတို့တက်ကိုရံမီပြုတ်နေတယ်။ အရန်ခံပြီလို့ဟုအမျက်ထွက်ပြီးဖက်ရင်တိုက်တော်မူဟုမိန်တော်မူကစင်တော်ငချက်ကန်ကိုခါတိုင်းတဲ့အရက်ပိုတိုက်ပြီးမိမိကိုယ်တိုင်လည်းအရက်ပိုတော့ကတမင်းစစ်ကဲတွေကိုစင်မြင်းအမြန်ပြင်းပြီးလိုက်ခဲလို့တာမှားကြပြီးရှူးရှူးရှားရှားနဲ့စစ်ချီထွက်ပါတော့တယ်။နောက်ကပါလာတဲ့အင်းဝတက်တွေမှာလည်းမြေရူးစားဟာမွန်နေဘက်ကတင်းယူထားတဲ့ရှင်လိမ္မာဗကမတ်ကိုစီးလာခဲ့ရာစင်ခါချတဲ့အတွက်စင်ဘော်ကပြုတ်ကြပါတယ်။ မွန်ဆန်ဖြစ်တဲ့ဗကမတ်ဟာတပ်အတွင်းမှာရှိတဲ့စင်မြင်းတပ်သားတွေကိုလိုက်လံဝှေ့ယမ်းနှင်းချနေတဲ့အတွက်တပ်တစ်ခုလုံးဗျမ်းမာနဲ့အပြူပြူအကွဲအကွဲဖြစ်နေပါတော့တယ်စင်တော်ဗကမတ်တိုက်ဖြတ်နှောက်ရတဲ့အတွက်စင်တော်ဗကမတ်တိုက်ဖြတ်နှောက်ရတဲ့အတွက်တပ်သားမူးမတ်တို့ဟာမင်းရဲ့ကြော်စာကိုမမီနိုင်ပဲဖြစ်နေကြပါတော့တယ်အဲ့ဒီအချိန်မှာကလေးကြီးတောင်ညိုဟာလည်းသူ့ရဲ့တပ်သားတွေနဲ့မင်းရဲ့ကြော်စာကို အမီလိုက်နိုင်မှုစူးစမ်းခဲ့ပေမယ့်သူစီးလာတဲ့ဆင်ကလည်းမုံပြင်းနေတဲ့အတွက်နောက်ကမျက်နှာကောင်ရဲ့အတန်ကိုကြားတာနဲ့နောက်ပြန်လှည့်ပြီးဝှေ့လိုက်တဲ့အတွက်ခြေထဲမျက်နှာတို့ဖျော်ပြဲပြိုကွဲခဲ့ပြီးမင်းရဲ့ကြောစွာကိုမှတ်မိပဲတက်ပြက်ခဲ့ရပြန်ပါတယ်မင်းရဲ့ကြောစွာကိုတိုင်းကတော့ရှိကူရာတိုက်ချင်စိတ်လောကြီးနေပြီးစစ်တီအင်အားမစီယုံပဲနောက်ပါနင်းနေတဲ့တက်ချီကစင်တော်ငချက်ကန်ကိုချုံးပွင့်ပြီးအသိဝင်တိုက်သွားတာမွန်တဲ့6တက်ထဲမှာ၄တက်ပြတ်ပါတော့တယ် နောက်ထပ်ငါးသက်မြောက်ကိုဆက်တိုက်တဲ့အခါမှာတော့စင်တော်ငချက်ခံပင်မလှသလိုနောက်ကစင်အကူလည်းမမီတာတဲ့အတွက်စင်တော်ရက်နေပါတော့တယ်စင်တော်ပင်မကြီးရက်နေတာကိုမြင်တဲ့အခါမှာတော့ယာစာတရင်ရဲ့သားတော်သုံးပါးကြီးမှုပြီးစင်စီ30နဲ့ဝိုင်းပြီးတိုက်ပါတော့တယ်စင်တော်မှလည်းလှန်ချက်100လောက်ထိပြီးနာကျင်လှတဲ့အတွက်စင်တော်ခါလိုက်ရာမင်းရဲ့ကြော်စွာစင်မော်ကပြုတ်ကြပြီးပေါင်ကိုစင်နှင်းမိခဲ့ပါတယ် မင်းရဲ့ကြော်စွာဟာမတ်တပ်မရက်နိုင်တဲ့အတွက်သွားသွားသွားပြီးရေကန်နာအောင်းနေပေအောင်မှာဝင်နေပါတော့တယ်။ဂျာစာတဲ့မင်းကြီးဟာမင်းရဲ့ကြော်စွာကိုဖမ်းမိတဲ့အခါမှာတော့မင်းသားတငယ်ဖြစ်တဲ့တင့်ကိုငါစိတ်နှလုံးအထူးမရှိ။ဘောင်ဒီအစားအစာနဲ့ဆေးဝါးကိုသာစားပါ။ကြက်မာလာပြီးဒီမှာနေလို့ရင်လဲငါသမီးတော်နဲ့စုံဖက်ပြီးအိမ်ရှိပေးပါမယ်။အင်းဝါကိုပြန်လို့ရင်လဲကောင်းမွန်စွာပို့ပေးပါမယ်။ ကျမ်းမာအောင်နာကုပါဟုမိန့်တော်မူပြီးစေဝါတွေကိုပေးတော်မူပါတယ်။မင်းရဲ့ကြောစွာကတော့ငါဟာဟန်တော်ရီမွန်မြီကိုမရပဲငါမပြန်ဟုအဋိဌံရင်ဆွဲရှိခဲ့တယ်။ယခုငါတို့ဝင်ပြီးမှသူ့ကြွမခံပြီ။ငါအသက်ရှင်နေတာထက်ပေတာကမြက်ဤငါစေဝါမစားပြီ။ငါ့ကိုတက်ရန်ကိုယ်တာစီရင်တော်ဟုဆိုပြီးအဲ့ဒီညမှာပဲအနာပဲကကွယ်လွန်အနိစ္စရောက်ပါတော့တယ်ခင်ဗျာ။မင်းရဲ့ကြောစွာဟာ 952ခုနှစ်ဖွားဖြစ်ပြီးအသက်73နှစ်ကနေစပြီးတည်တဲ့အထိတိုက်ပွဲတွေကိုအဆက်မပြတ်ဆင်နွှဲကာအလွန်ရဲရင်တန်ဆွမ်းတဲ့မြန်မာမင်းသားတစ်ပါးပဲဖြစ်ပါတယ်။လက်ရုံးကြီးမှာစာတင်လောက်တို့အဖြစ်မှတ်တမ်းတင်ခြင်းခံရသူဖြစ်ပြီးသူတင်ပြတဲ့နောက်မှာတော့ရွေးရကိုးကွယ်ကြတဲ့အပြင်38မိနစ်မှာအပါဝင်ဖြစ်တဲ့မောင်မင်းမျိုးနဲ့အဖြစ်တက်မှတ်ကိုးကွယ်ခြင်းခံခဲ့ရပါတယ်ခင်ဗျာ။အဆုံးထိနားဆင်ပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့လားခင်ဗျာ